ရန်ကုန်မြို့လှိုင်သာယာ15ရပ်ကွက်ဈေးထဲမှာဓာတ်လိုက်သေးဆုံးခရသူတွေရဲ့ဇာပနာကိုလျှက်စစ်တူဝင်ကြီးလာရောက်ပြီးတော့ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ဥသူတွေနေရင်ပြေပို့ထားပါရခင်ဗျာ။ပြီးခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကလှိုင်သာယာ15ရပ်ကွက်ဈေးထဲမှာဈေးဝယ်နေရင်ဘူအား400ရှိတဲ့တကြိုးပြက်ကြလို့ဓာတ်လိုက်သေးဆုံးခရသူတွေကိုအခုလ17ရက်နေ့ကထိမင်းတုတ်တံမှာတကြိုးခဲ့ပြီးအဲ့ဒီဇာပနာကို TSS ဆွမ်းဝင်ကြီးဌာနဒုတိယဝင်ကြီးဦးအောင်တန်းဦးတက်ရောက်တာတွေ့ရပါတယ်။ အဲ့ဒီလိုဈေးတွင်းတကြိုးပြတ်ကျခဲ့တာကြောင့်အသက်38နှစ်ကနေ49နှစ်တွင်ရှိတဲ့အမျိုးသမီး3ဦးသေဆုံးခဲ့ရပြီးသားသမီး6ဦးမိခင်မဲခဲ့ရပါတယ်။လျှက်စီဝန်ကြီးဌာနကသေဆုံးသူတယောက်ချင်းစီအတွက်ထောက်ပံ့ငွေ73သိန်းပေးအပ်ထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်။အခုလူကနာရေးပိုင်းအခုပြီးတဲ့အထိအကူအညီပါတယ်အခုထောက်ပံ့ကြေးလည်းပေးပါတယ်73သိန်းရတာပါတယ်။ တကြိုးပြတ်ကြရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတိုင်တာမြို့နယ်လျှက်စစ်ရုံးအုပ်ချုပ်ရေးမှုကိုမေးမြန်းခဲ့ပေမဲ့သူကညှင်းဆူခဲ့ပါတယ်။ဒီ EBC ဘက်ကနော်နောက်မြို့နယ်အုပ်ချုပ်ရေးမှုဘက်တရားလဲကျွန်တော်တို့ဘက်ကိုဒီလိုသိမ်းမရှိတဲ့နိုင်တဲ့ပြီးအကုန်လုံးပံ့ပိုးပြီးတော့လုပ်ပေးပါတယ်။သူတို့ဘက်ကတော့ဒါဖြစ်သမျှကိစ္စကတော့ကိုယ့်ရဲ့ကံမမာလဲကိုမူတီကိုပါကိုလည်းပုံချပါတယ်။ဒါပေမဲ့ခုနကပြက်စီဟောင်းလာနေတာကတော့ပြည်ပြင်တင်တာလေးကတော့အများကြီးတော့ရှိတာပေါ့။အဲ့ဒီဇာပနာပွဲမှာလျှက်စစ်စွမ်းဝင်ကြီးဌာနဒုတိယဝင်ကြီးဦးအောင်တန်ဦးရောက်ရှိနေခဲ့ပေမဲ့ ရန်ကုန်မြို့မှာဓာတ်ကြိုးတွေခဏခဏပြတ်ကျနေတဲ့အကြောင်းရင်းကိုမေးမြန်းခွင့်မရခဲ့ပါဘူး။ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်းအဲ့ဒီလိုဓာတ်ကြိုးပြတ်ကျတာတွေကြောင့်ရန်ကုန်မြို့ရဲ့မြို့နယ်တစ်ခုမှာလူသေဆုံးမှုတွေဖြစ်ပွားခဲ့ပြီးတနင်္ဂနွေလုံးအတိုင်းအတာအရအခုနှစ်အတွင်းမှာတက်လိုက်သေဆုံးသူအယောက်30ကျော်သွားပြီလို့သိရပါဗျ။ကျွန်တော်သူတွေမှာ